ကရေးမိနေပတ်သက်ပြီးတော့နိုင်ငံရဲ့2025အလိုမှာဖြစ်တာတဲ့အခြေအနေကိုရှင်းပြခြင်းဖြစ်ပါတယ်ဒါပညာရေးပိုင်းမဖြစ်မရတော့ပညာရေးတော့ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုပါပါကျွန်တော်ပညာရေးအားနဲ့တော့အမှန်ပါပဲပညာရေးအားနဲ့တော့ကြောက်အဆအဆရထိခက်စေတာငင်းလို့မရဘူးဒါကြောင့်ကျွန်တော်ပညာရေးနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲမှုမဖြစ်မနေလုပ်ဖို့လိုပါဒါကြောင့်ဒီဘက်ပြည်သူများအနေနဲ့လည်းပညာရေးကိုအားပေးကြဖို့ပညာရေးသင်ကြားရေးနဲ့ပတ်သက်တာလည်းအနှောက်အယှက်မပေးကြဘူးနော်ကလေးတွေကိုပညာနာကြအောင်ပါ ပြင်ပြီးတော့မှနိုင်ငံရဲ့တိဆောက်ရေးပေါ့ကျွန်တော်တို့တွားနေတဲ့မြန်မာချက်တွေကိုအောင်မြောက်အောင်တဲ့ဖော်နယ်ဖို့တဲ့လူသားရေးမြစ်တွေဒီနေ့ခုကလေးတွေပါလာအောင်ပေါ့လုပ်ပေးချဖို့ကြိုးရင်းဆိုတာကျွန်တော်ပြောချင်ပါပြည်တွင်းတွင်အလုပ်လုပ်ပါကကြီးပွားတိုးတက်နိုင်ဟုစစ်ကောင်းဆောင်ပြော အာနာသိမ့်ပြီးနောက်ပေါ်ပေါက်လာသည့်အကျက်တဲများကြောင့်ပြည်ပထွက်လို့သူများပြနေခြင်းစစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြည်တွင်းတွင်အလုလုပါကလည်းကြီးပွားတိုးတက်နိုင်ကြောင်းယနေ့မက်လာ25ရက်နေ့နေပြည်တော်တွင်ပြုလုပ်သည့်စစ်ကောင်းစီစည်းဝေးတွင်ပြောသည် ပြည်သူများပြည်ပကိုတွားရောက်အလုပ်လုပ်ကင်သည့်အတွက်ပြည်တွင်းတွင်အလုပ်သမားရှားပါနေသည်ဟုစစ်ကောင်းဆောင်ကပြောပြီးနောက်ပြည်တွင်းတွင်အလုပ်လုပ်ရေးတိုက်တွန်းခဲ့သည့်ပြည်ပကိုတွားရောက်လုပ်ကင်ခြင်းထက်ဘဝလုံခြုံမှုရှိသည့်ပြည်တွင်းရှိလုပ်ငန်းခွင်များတွင်လုပ်ကင်မည်ဆိုပါကလည်းကြီးပွားတိုးတက်နိုင်သည့်အခွင့်အလမ်းများရှိသည့်အတွက်ပြည်ပတွင်တွားရောက်လုပ်ကင်မည်အစားပြည်တွင်းတွင်သာလုပ်ရန်ရင်းကပြောဆိုခဲ့ခြင်းဖြစ်သည် ထို့ပြင်ပြည်တွင်းတွင်လုတ်ကင်နိုင်ရန်အတွက်ဤပညာများအလုတ်ကင်ခွင့်လန်းများဆက်မှုဤပညာများစသည်တို့ကိုဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်းလည်းစစ်ကောင်းဆောင်ကထည့်သွင်းပြောသည့်စစ်တပ်ကအာဏာသိမ်းပြီးနောက်စီးပွားရေးပြိုလဲမှုများကြေကြေပြန့်ပြန့်ဖြစ်ပွားလာသည့်တိုက်ပွဲများ စစ်မှုထမ်းဥပဒေအသက်သွင်းကစစ်သားစုဆောင်မှုများကြောင့်ပြည်ပသူတရားဝင်ရောတရားမဝင်လမ်းကြောင်းများကပါထွက်ခွာသူများများပြခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီကလည်းပြည်ပထွက်ခွာလူသူများကိုပြည်တွင်းတွင်သာအလုလုရန်တိုက်တွန်းမှုအပြင်တစ်ဖက်တွင်လည်းပြည်ပထွက်ခွာခွင့်များကိုတဆင့်ပြီးတဆင့်ပိတ်ပင်မှုများဆောင်ရွက်လျက်ရှိသည် စစ်မှုထမ်းအသက်အရွယ်ကျုံးဝင်သည့်အမျိုးသားများအားပြပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့သည့်အပြင်လက်တလောတွင်လည်းပြပအလုပ်ကိုင်အေဂျင်စီများကိုပြပတို့အလုပ်သမားများဆေးလွတ်မှုနှင့်ပတ်သက်၍အရေးအတွက်ကန့်သတ်မှုများထုတ်ပြန်လျက်ရှိသည် ဆက်လက်ပြောကြရပါ2024-2025ပညာသင်နှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဝင်ရောက်ဖြစ်ဆိုသူ2300ကျော်ရှိခဲ့ပြီး2021-2022ပညာသင်နှစ်မှာယခုနှစ်ထိအများဆုံးဖြည့်ဆို့တဲ့နှစ်ဖြစ်ပါကြောင်းနောက်နှစ်များမှာဖြည့်ဆို့မှုနှုန်းမြင့်လာအောင်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပညာရေးရဲ့အရေးကြီးမှုကိုမိမိမကြာခဏပြောကြားခဲ့ပြီးပညာရေးမြင့်တင်မှုများဆောင်ရွက်လျက်ရှိပါကြောင်း ။တက္ကသိုလ်ဝင်စာမေးပွဲကိုယခုကဲ့သို့အနောက်ရှက်ကင်းကင်းအောင်မြင်မြင်ပြုလုပ်နိုင်ခဲ့မှုတွေပညာရေးဝန်ကြီးဌာနအပါအဝင်အောက်ချိုရေးပိုင်းဆိုင်ရာတာဝန်ရှိသူများလုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများနေမြေဒေသကျေးရွာရက်ွက်အလိုက်တာဝန်ရှိသူများအားလုံးရဲ့ဆောင်ရွက်ချက်များကိုအလေးထားအတိမတ်ပြုကျေးဇူးတင်ရှိတာကို ပြောကြားလိုပါကြောင်း။ စီးပွားရေးနဲ့ပတ်သက်ပြီးမိမိတို့နိုင်ငံမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင်ဆောင်ရွက်နိုင်မယ့်အရင်းမြစ်ကောင်းများကိုပိုင်ဆိုင်ထားပြီးဖြစ်ပေမဲ့လည်းအောင်မြင်အောင်လှုပ်ဆောင်နိုင်ရန်အားနည်းလျက်ရှိပါကြောင်းဒေတာရင်းမှာဈေးကွက်လိုအပ်ချက်ရှိတဲ့ရာဘာနဲ့ရာဘာထုတ်ကုန်ပစ္စည်းများကိုပြည်တွင်းမှာထွက်ရှိတဲ့ရာဘာအခြေခံကုန်ကျန်းများကိုအသုံးပြုပြီးအဆင့်မြင့်ကုန်ကြောထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါကနိုင်ငံအတွက်များစွာအကျိုးဖြစ်စေနိုင်မှာဖြစ်ပါကြောင်း ဥပမာအနေဖြင့်မိမိတို့နိုင်ငံပတ်ဝန်းကျင်မှာတရုတ်နိုင်ငံအနေဖြင့်လူဦးရေ1.4ဘီလီယံကျော်အိန္ဒိယနိုင်ငံအနေဖြင့်လူဦးရေ1.46ဘီလီယံကျော်အာဆီယံနိုင်ငံများ၏လူဦးရေ689ဘီလီယံကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်လူဦးရေ183ဘီလီယံကျော်ရှိပြီးကမ္ဘာလူဦးရေထက်ဝန်ဒီပါ နေထိုင်ကြပါကြောင်းအားလုံးဖနှက်စည်းကြပါကြောင်းဖနှက်တွင်ရာဘာတရေလိုအပ်ချက်မြင်းမြကြီးတာကိုတွေ့ကြည့်နိုင်ပါကြောင်း ်အလားတူမိမိတို့နိုင်ငံမှာမော်တော်ကားမျိုးစုံတစ်တန်းခန့်မော်တော်ဆိုင်ကမျိုးစုံ၅တန်းခန့်ရှိပြီးအိန္ဒိယတရုတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာမြောက်များစွာရှိပါကြောင်း၎င်းတို့တွင်တရားနှင့်ကျွတ်များစွာလိုအပ်မှာဖြစ်ပြီးပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းအဝတ်ထည်နဲ့ချင်းပြင်းနဲ့ပတ်သက်၍လေမိမိတို့နိုင်ငံဟာအဝါဆိုင်ပြူတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ဈေးကွက်လိုအပ်ချက်ရှိပြီးဖြစ်တဲ့ချင်းပြင်းနဲ့အထည်အလေးများကိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လိုပါကြောင်း ်ဝါကိုအခြေခံတဲ့စက်ဖွဲ့လုပ်ငန်းများကိုတောင်းနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဝင်းပြေလုပ်ငန်းမှရရှိတဲ့တည်ငြိမ်များဖြင့်လေတန်ဖိုးမြင့်ဝတ်တင်များကိုထုတ်လုပ်ရန်လိုပါကြောင်းရေရွက်တရားစတာပစ္စည်းများနဲ့ပတ်သက်၍လေဈေးကွက်လိုအပ်ချက်ကြီးမားစွာရှိနေတဲ့အတွေ့တိုးမြင့်ထုတ်လုပ်တင်ပို့နိုင်ရန်လိုပါကြောင်းတခြားဆိုင်ပြုံးဝင်းပြေထုတ်ကုန်များကိုလေပြည်တွင်းစားသုံးမှုဖူးလုပ်အောင်ဒေသလိုက်ဈေးကွက်လိုအပ်ချက်များကိုစနစ်တကျတွက်ချက်ဝင်းပြေဆောင်ရွက်သွားရန်လိုပါကြောင်း အိန္ဒိယနိုင်ငံများရဲ့ဈေးကွက်လိုအပ်ချက်များအလိုက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့နိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းအလားတူစိုက်ပျိုးရေးသီးနှံများအထွတ်နှုန်းပန်းနိုင်ရင်ပန်းချက်ပြင်ပခြင်းနဲ့သီးတဲ့စွာပြင်ပခြင်းမရှိတဲ့အတွက်လည်းနိုင်ငံတော်အနေဖြင့်ဆုံးရှုံးနေနာမှုများဖြစ်ပေါ်လျက်ရှိပြီးဝင်ငွေထိခိုက်လျက်ရှိပါကြောင်းဒါကြောင့်မိမိတို့အနေဖြင့်အလုပ်လုပ်ရန်နဲ့အလုပ်လုပ်နိုင်ရေးအတွက်ဖန်တီးပေးနေမှာဖြစ်ပါကြောင်း ကောင်စီဝင်များနေဖြင့်လေမိမိတို့တက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်내၌ကြေကြေပြန့်ပြန့်သိရှိစေရေးဆောင်ရွက်သွားကြရန်လိုပါကြောင်းမိမိနေဖြင့်စိုက်ပွေးကဏ္ဍတစ်ခုထဲမှာပင်ပန်းနိုင်ရင်မှန်းချက်မပြည့်မီတဲ့အတွက်မိမျှထိခိုက်မှုရှိတာကိုတွက်ချက်ကြည့်ပါကြောင်းစဘာပေပြောင်းစတဲ့ဒီနယ်စင်မျိုးအားယခုစိုက်ဧကနဲ့ပင်ပန်းနိုင်ရင်မှန်းချက်မပြည့်မီတဲ့အတွက်နိုင်ငံမှဝင်ငွေရုံနဲ့ရရှိမှုအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ရှိပါကြောင်း ဒီတဲ့စိုက်ပျိုးမှုမရှိတဲ့အတွက်ဆုံးရှုံးမှုများထက်တွက်ပါက19ဘီလီယံခန့်ရှိပါကြောင်းပြည်ပသို့သွားရောက်လုပ်ကိုင်မှုများနဲ့ပတ်သက်၍လည်းထိုသို့လုံဆောင်မှုများကြောင့်ပြည်တွင်းမှာလူသမားရှားပါမှုများဖြစ်ပေါ်လျက်ရှိတဲ့အတွက်ပြည်တွင်းမှာလုပ်ကိုင်ခွင့်လန်းများပေါ်ဆောင်ပေးနိုင်ရန်လိုပါကြောင်း ်ပြည်ပသို့တွားရောက်လုံခြုံခြင်းထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာလုံခြုံနိုင်တဲ့လုပ်ငန်းခွင်များမှာလုံခြုံနိုင်မယ်ဆိုပါလေကြီးပွားတိုးတက်နိုင်မယ့်အခွင့်အလမ်းများရှိပြီးဖြစ်တဲ့အတွက်ပြည်ပသို့တွားရောက်လုံခြုံမယ့်အစားပြည်တွင်းမှာသာအလုပ်လုပ်ကြရန်လေတိုက်တွန်းပြောကြားလိုပါကြောင်းပြည်ရဲမှာလောက်ကန်နိုင်ရေးအတွက်လေ၎င်းတို့ကိုဒီပညာများအလောက်ကန်ခွင့်လန်းများစက်မှုဒီပညာများစသည်တို့ကိုပေါ်ဆောင်ပေးနိုင်မှာဖြစ်ပါကြောင်း ။ကုန်ကျန်းလိုအပ်မှုနဲ့ပတ်သက်၍လည်းမိမိတို့အနေဖြင့်စံပေးပြောင်းစားတဲ့သိနှံများကို ပြည်ပသို့ကုန်ကျန်းတင်တင်ပို့ကြပါကြောင်း။ပြောင်းကုန်ကျန်းများကိုဒရိတ်ဆန်အစာပြောကုန်မှုစတိခဲ့သူတို့တံပိုးမြေကုန်ပစ္စည်းများအဖြစ်ပြောင်းလဲတင်ပို့နိုင်မယ်ဆိုပါကဝင်ငွေပုံကိုရရှိနိုင်မှာဖြစ်ပါကြောင်း။အလားတူစံတဲ့ဘဲကိုလေတံပိုးမြေပုတ်ကုန်ဖြစ်ပြောင်းလဲတင်ပို့နိုင်ရန်လိုပါကြောင်းအရေးသွေးကောင်းမွန်တဲ့ကုန်ကျော်များကိုတင်ပို့ခြင်းဖြင့်ဈေးနှုန်းများလည်းပုံပုံရရှိနိုင်